ဘရူနိုကမန်ယူနိုက်တက်ရဲ့နှလုံးသားရောင်းရံမဟုတ်စိုင်းပုတ်ချိတ်ထားပါအလုံးမင်္ဂလာပါခင်ဗျာ GK Sport 2.0ကနေပြန်လဲကြိုးဆိုပါရစေ။ဘရူနိုမရှိရင်ဘာဖြစ်မလဲ။ Man United ဆိုတာအသင်းရဲ့အထက်မှာဘယ်သူမှမရှိဆွဲမူဝါဒကျင့်သုံးခဲ့တာ။ Ronaldo လို Goal ကိုတော့မလွမ်းခဲ့ဘူး။ဘရူနိုကတော့ဘယ်လောက်ထိလွမ်းစရာကောင်းနေလို့လဲ။အဲလိုမေးလိုက်ရင်မျက်နှာပူစရာဘရူနိုကို Man United ပရိသတ်အားလုံးမချစ်ဘူး။ပေါ်ပါတော့ကလို့ဘရူနိုနဲ့ပတ်သက်ရင် Man United ပရိသတ်တွေကဘာနှချမ်းကွဲတယ် ပေါ်ပေါငပြင်းလို့တစိုက်ကတ်ခဲ့သူတွေဟာဘရူနိုကိုလည်းကောင်းဆောင်မပီသားသူဆိုပြီးတော့ပြစ်တင်တယ်။မန်ယူနိုက်တက်အသင်းကောင်းဆောင်ရိုင်ကင်းကဘရူနိုတော်လေးကြည့်မြပုံပါပဲ။မိမလို့မိမရဆန်လွန်းတယ်လို့ပြောဘူးတယ်။အငင်းတန်လွန်းသူဘရူနိုကစွန်စားလွန်းသူလည်းဖြစ်နေပြန်တယ်။ရေးစယူပြီးတော့ဘောလုံးပေးပို့မှုတွေကြောင့်အမားတွေကျူးလွန်မိဘူးတယ်။ပြီးခဲ့တဲ့ယူရိုပါလိဖိုင်နယ်ကဘရူနိုရဲ့စွမ်းအင်ကိုလည်းမန်ယူနိုက်တက်ပရိသတ်တွေသဘောမကျကြဘူး။တကယ်ဆိုရင်ဘယ်စမောက်ခြေယူးကိုအမ်မိုရီမျက်စိမဲ့ယုံကြည်လိုက်လို့ဘရူနိုကြောင်ပြောက်သွားတာ။ မေဆမောင်တက်ရောက်မှုကဘရူနိုတယောက်တည်းကိုထိခိုက်တာမဟုတ်ဘူးဒါနဲ့ချိုကိုလည်းတက်ရောက်ခဲ့တယ်ယူရိုပါလိဖိုင်နယ်မှာအရင်ကစားမဖြစ်ခဲ့ပြီးမိနစ်20ကျော်သာအသုံးတော်ခံခွင့်ရခဲ့လို့ကာနချိုပေါက်ကွဲခဲ့တယ်ပြီးတော့သူ့ကြောင့်ဖိုင်နယ်ကိုရောက်လာတာဘာလို့ရန်ကုန်ထိုင်ရတာလဲအခုကိစ္စကြောင့်မန်ယူနဲ့အနာဂတ်ကိုစဉ်းစားတော့မယ်ဆိုပြီးတော့ကာနချိုရင်ဖွင့်ခဲ့ပါတယ်ကာနချိုရဲ့အကိုလည်းဖြစ်အေးဂျင်လည်းဖြစ်တဲ့ရောဘတ်တိုကလည်းကာနချိုကြောင့်တို့ခံရတယ်လို့ဝေဖန်ခဲ့တာပါကာနချိုလည်းအမ်မိုရင်ကလက်ခိုင်းလိုက်တယ်ဘရူနိုတို့ဆော်ရီကပေါင်တန်းတရားရန်ကမ်းလှမ်းမှုကိုလည်းမန်ယူနိုက်တက်တည်ကြနေတယ် ဥရောပပြိုင်ပွဲဝင်ခွင့်မရဘန်နာရေးချက်တွေရင်ဆိုင်တွေကကျွေးမီများနေတဲ့မန်ယူနိုက်တက်ကဂါနချိုနဲ့ဘရူနိုကိုရောင်းလိုက်ရင်ထောပြီထောပြီဆိုပြီးတော့ခုံပေါက်နေမှာပါ BBC ကဘရူနိုကိုရောင်းလိုက်ရင်ဘာဖြစ်နိုင်လဲဆိုပြီးတော့စစ်တမ်းကောက်တယ်ဘရူနိုကိုရောင်းလိုက်ရင်မန်ယူနိုက်တက်တန်းဆင်းရမယ်လို့ဖြေတဲ့မန်ယူနိုက်တက်ပရိသတ်တွေရှိနေပါတယ်ဟုတ်ပါတယ်မန်ယူနိုက်တက်ကလက်ရှိရာသီမှာကန်ကောင်းပြီးတော့တန်းမဆင်းခဲ့ရတာပါတန်းဆင်း၃သင်းကတိတ်ကိုညံလွန်းလို့ကန်ကောင်းခဲ့ပါတယ်မန်ယူနိုက်တက်ပရိသတ်အများစုကဘရူနိုတယောက်တည်းသာမန်ယူနိုက်တက် DNA ပိုင်ဆိုင်ထားတယ်လို့ယုံကြည်နေတယ် ဘရူနိုကိုမရောပါနဲ့ဆိုပြီးတော့တောင်းဆိုနေတယ်။ဘရူနိုလိုပါရှင်ပြည့်နဲ့ကစားသူမန်ယူနိုက်တက်မှာမရှိပါဘူး။မန်ယူနိုက်တက်ကစားမနဲ့ဒူရာဘရူနိုတယောက်တည်းရှိနေတာပါ။ဘရူနိုရောင်းပြီးတော့ရလာတဲ့ပတ်စံနဲ့ကစားမအသစ်တွေခေါ်မယ်လို့တွေးနေသူဟာမရက်ကြီးကိုပြစ်ပြီးတော့မရငယ်မြူဆွဲတာခံလိုက်တဲ့နာဘူးတယောက်လိုဖြစ်နေမယ်။ဝေဘန်တန်တွေဘရူနိုတို့ဝေဘန်တန်တွေကတိတ်များလုံးနေ။ဘရူနိုကမန်ယူနိုက်တက်အသင်းကောင်းဆောင်မဖြစ်သင့်သူ။ဘရူနိုကစောတကတက်လုံးသူ။ဘရူနိုကပေးဆက်လူစိတ်မရှိသူ။ဘရူနိုကစတန့်ထွင်းသူ။ဘရူနိုရဲ့ရင်ဘတ်ကိုဖြွင့်ကြည့်ရင် ဝေဘန်တန်နေနဲ့ဆိုင်ဆိုင်ဆိုင်ဝင်နေတာမြင်ရလိမ့်မယ်။ခေပြက်ကြီးတဲကခေါင်းဆောင်တဦးရဲ့တန်ရာတန်ချက်တွေပါပဲ။ပင်မလိုက်တာမန်ယူနိုက်တက်ပရိသတ်တွေပင်မလွန်နေပါပြီ။တစ်ချိန်လုံးကရွှေတိဆောင်ခဲ့ချိန်တွေပြန်လွမ်းနေတဲ့တိတ်ဆိတ်တိမ်ငယ်နေရတာ။လောင်ကြီးခမ်းရတဲ့တစ္ဆာတရားအိုမဲတုတ်ခမ်းရတဲ့ဂုံတိတ်ခါကြကွဲသွားတဲ့မျောလင်းအိမ်မက်တွေမန်ယူနိုက်တက်ပရိသတ်တွေတို့အလင်းစာလေးအကြည့်ဓာတ်လေးမရှိနိုင်ဘူးလား။ရက်တက်မနေခဲ့ဘူး။ဘရူနိုကဘယ်တော့မှရက်တက်မနေဘူး။ မန်ယူနိုက်တက်ကိုစတင်ရောက်ရှိတဲ့2020ခုနှစ်ဖေဖော်ဝါရီလကစတင်လို့ဘရူနိုဟာလင်းပါနေခဲ့တာဆာလာနဲ့ဆောင်းမင်ပြီးရင်ပရီးမီးယားလိမှာတွင်းကိုပိုင်ပတ်သက်မှုအများဆုံးစားမကဘရူနိုပါပဲဒါဟာလှပတဲ့ထူးချွန်မှုလေးပါပဲဘရူနိုဟာမန်ယူနိုက်တက်ရဲ့အသက်ကယ်ဆေးဘာလို့များဘရူနိုလမ်းခွဲလဲခေဆိုးကြီးတဲ့ခေါင်းဆောင်တူအရေးပေါ်လိုအပ်တယ်ဘရူနိုကခေဆိုးကြီးရဲ့အသက်ရှူကြက်နေတဲ့မန်ယူနိုက်တက်အတွက်ခေါင်းဆောင်ကောင်းပါ ုတ်ကဲ့ဒီဘက်ကတော့တော့ပါပဲဆိုတော့ယူနိုက်တက်ပရိသတ်တွေရောဘလူးနိုနဲ့ပတ်သက်ပြီးတော့ဘလို့အမြင်မျိုးရှိကြလဲပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်